ားလုံးမင်္ဂလာပါ Anisone နဲ့ Liverpool အသင်းကတော့ဒါအခုသူတို့တကယ်ကို record ပြတ်သွားတာပေါ့လေဒါ Manchester United ကိုအိမ်ကွင်းမှာဒါ2-2နဲ့သူတို့ရှုံးတဲ့အတွက်ကြောင့် Anfield မှာ ပွဲ20စတိုက်ရှုံးပွဲမရှိ Premier League ကစားတာနဲ့မှတ်တမ်းရပ်သွားတယ်အဲ့ဒါက Forest ကိုသူတို့ရှုံးပြီးကြတဲ့ကနောက်ဆုံးရှုံးခဲ့တာဖြစ်တယ်ဒါပထမဆုံးကြီးရှုံးတာဖြစ်တယ်နောက် လီဗာပူးကပြိုင်ပွဲဆုံး၄ပွဲဆက်တိုက် back to back ရှုံးတာက2014မှာ Brandon Roger နောက်ဆုံးမှာဒါပထမဆုံးအချိန်ရှုံးတာဒါလီဗာပူးအတွက်တကယ်ကိုဒါဒီရာဆိုးွားတဲ့ရလက်မနစ်က100တီလုံး38ပွဲမှာမှာ၄ပွဲပဲရှုံးတဲ့အာနီဆိုရဲ့လီဗာပူးအသင်းကဒီနေ့ရာသီရာသီစား၈ပွဲမှာတင်ပရီးမီယာလီဂ်၃ပွဲဆက်တိုက်ရှုံးတယ်မန်ချက်စတာယူနိုက်တက်ကလီဗာပူးကို ဒါအန်ဖီကွင်းမှာနောက်မနိုင်ခဲ့တာ7နှစ်ရှိပြီမဲ့လီဗာပူးကအန်ဖီကွင်းမှာဒါမန်ယူနိုက်တက်ကို7နှစ်အတွင်းပထမဆုံးချေရှုံးနေသွားခဲ့ပြီးတော့ဒါအခုအာနီစလော့ကတော့ဒါအဝေးကွင်းမှာလာပြီးလောင်းဘောကစားတဲ့လိုဘလော့မစ်ဘလော့တွေကစားတဲ့အတွက်သူတို့တကယ်ကိုခက်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 ကစားခဲ့ရအကြောင်းနဲ့ဒါတကယ်ဆိုရင် ပထမကိုဟာ head injury ကြောင့်အိုက်ကိုကို cancel ပေးတဲ့နယ်လို့လည်းသူကညှိတွားခဲ့ပြီးတော့ဒါလီဗာပူးအသင်းအတွက်တော့စိတ်ပျက်စရာရလဒ်နဲ့အဆုံးသတ်ခဲ့တာပါ